တခါကိုက်မိရင်လူမပြောနဲ့အစင်းတကောင်ကိုတော့မိနစ်ပိုင်းတွင်သိစေနိုင်တဲ့အစိတ်ကိုပိုင်ဆိုင်ထားတဲ့တိတ်ဆိတ်ငြိမ်သက်တဲ့တော်ကြီးမြတ်မေထဲကသတော်အားစုကြီးအကြောင်းကိုတင်ဆက်ပေးသွားမှာပါလူသူရောက်ပေါက်နေတဲ့တော်ကြီးမြတ်မေထဲကတိတ်ဆိတ်လှုပ်ရှားနေပြီးတင်းလို့မသိသေးတဲ့သတော်တကောင်ရှိနေပါတယ်တေးရလှုပ်တဲ့တစ်ချက်ကပင်သူ့ဤဒေါသကိုလိုထစီပြီး ေချင်းအန်ရဲ့ကိုချက်ချင်းပြုတ်တက်စီသောတရားအကြောင်းကိုပြောပြပေးသွားမှာပါလူတွေကသူ့ကိုတော်ပြီလို့လည်းခေါ်ကြပါတယ်ဒါကတော့မြမလိုငမ်းပုတ်လို့ခေါ်တဲ့တော်ကြီးမွေဟောက်ပဲဖြစ်ပါတယ်တော်ကြီးမွေဟောက်တရားတော်ထဲမှာတက်တဆိတ်လှောက်ရှားတတ်ပါတယ်သူခန္ဓာကြီးကရှည်လျားလာပြီးတောကြီးထဲမှာမထင်မှတ်ထားလောက်အောင်မြင်မြန်ဆန်တွက်လက်လုံးလာပါတယ်တောကြီးမြောက်တရားဆက်စစ်ပြီးတော့လောက်ထိကိုရှည်တက်ပါတယ်ဗပင်းထောင်းလိုက်ရင်လူတယောက်ထက်တောင်မြင့်ပါတယ် သူ့ခန္ဓာကိုယ်တစ်ခုလုံးကအမဲနဲ့အညိုးရောင်ပေါင်းဆက်ထားပြီးတောက်ပြောင်နေတတ်ပါတယ်။သူ့မျက်လုံးတွေကမီတောက်မီးရန်ကဲ့သို့တောက်ပနေပါတယ်။ဒါကြောင့်သူ့ရဲ့သွင်ပြင်လက္ခဏာဟာမွေဟောက်ပြင်းလို့မခေါ်ဘဲမနေနိုင်အောင်ပဲကြောက်မက်ွယ်ခေါင်းလာပါတယ်။သူ့အစိတ်ကလူတစ်ယောက်ကိုမိနစ်30အတွင်းသေစေနိုင်ပါတယ်။သူအစိတ်တွေကလူတွေကိုနှလုံးရက်စီပြီးအသက်ရှူအပ်ခက်ခဲစေပါတယ်။တခါကြိုက်ခံရရင်တော့စိတ်မမီပဲတေဆုံးသွားတတ်ကြပါတယ်။ ူတို့ကပုံမှန်ချိန်ဆလူကိုမလိုက်တက်ပြီမဲ့သူတို့အတိုက်ကိုရန်ရှာတယ်လို့ယူဆရင်တော့အသေးအကျေလိုက်လံတိုက်ခိုက်တတ်ကြပါတယ်။ဒါကြောင့်လဲတောထဲမှာခတ်ထန်ကြမ်းတမ်းတဲ့အကောင်တွေဖြစ်မင်းမှုနေကြတာပါ။ဒီတောကြီးမှုဟောက်တွေနဲ့တာမန်မှုလေးတွေနဲ့မတူတဲ့ချက်ကတောကြီးမှုဟောက်တွေကကြွက်ကလေးတွေ၊ငှက်ကလေးတွေနဲ့အခြားအကောင်တွေလေးတွေကိုမစားပါဘူး။မွေးတွေကမှရွေးပြီးစားပါတယ်။ဒါကြောင့်သူတို့အဆက်တွေကရန်ကင်းကြပါတယ်။ ဒါပေမဲ့တောကြီးမြေဟောင်းကတဘာဝအတွက်အရေးပါတဲ့မြေတစ်မျိုးဖြစ်ပါတယ်။တခြားမြေတွေရဲ့မျိုးစိတ်များမပြန့်ပွားအောင်မြွေမြွေချင်းစားခြင်းဖြင့်ထိန်းချုပ်ပေးပြီးအစာကွင်းဆပ်ဆိုတဲ့ဂရားစနစ်ကိုထိန်းညှိပေးပါတယ်။ဒါကြောင့်တောတွေကိုတွားချင်ရင်တတိထားပါတောကြီးထဲမှာသင်မမြင်ရတဲ့မျက်လုံးတစ်စုံကသင်ကိုစောင့်ကြည့်နေတတ်တယ်ဆိုတာကိုတော့တတိပြုပေးကြပါလိမ့်မယ်။